တော်ကြီးတရားဝရီခိုင်လူတို့ခြေပြုဖို့ဌာနတွင်ပလတ်စတစ်ညဉ့်ဉန်းမှုတိုက်ဖြည့်ရေးပူပေါင်းပါဝင်ဆောင်ရွက်ပြီးတိပညာပြီးတော်ရှုကိုဇွန်လ9ရက်နေ့ညနေ3နာရီကကျင်းပခဲ့ရာခိုင်ပြည်ဆက်ရုံမှဒေါ်သိန်းနှုအင်းနှင့်ခိုင်ပအဝင်းကြီးထိန်းသိမ်းဦးစီးဌာနမှဦးဟိန်းထယောင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါဗျာဟုတ်ကဲ့ပါဆရာဒီ plastic ညဉ့်ဉန်းမှုဖြစ်ပေါ်လာပုံလေးကိုလည်းရှင်းပြပေးပါဆရာရှင် plastic ညဉ့်ဉန်းမှုဖြစ်ပေါ်လာတာဟိုဒီကပြောရမယ်ဆိုရင်ကျွန်တော်တို့ဟိုဘာဒီနေ့ကဘာပေါ်မှာမဟုတ်လားရင်ဆိုင်ကြုံတွေ့နေရတဲ့ပြဿနာအကောင်းကြီးဆိုင်ပြဿနာတွေကြမှာဆိုရင်90ရာခိုင်နှုန်းက ဟိုကျွန်တော်တို့ဒီသဘာဝအကြောင်းတရားရတယ်ပေါ့နော်လူတွေအကြောင်းဖြစ်ပေါ်လာဖြစ်တယ်ပေါ့ဒီကမှဆိုလို့ရှိရင်လည်း plastic ညင်းညမ်းမှုကလည်းတစ်ခုပါဝင်ဖြစ်ပါတယ်ပေါ့အဲအဲ့မှဆိုလို့ရှိရင်ကျွန်တော်တို့ဒီ plastic ကိုပြန်လည်းမဖြည့်ဖြိုးနိုင်ရည်သဘာဝအရင်းအမြစ်တွေဖြစ်တဲ့အကြောင်းမီတွေညင်ညမ်းစိမ်းတဲ့တစ်ဆေးတွေအားဖြင့်အဓိကထုတ်လုပ်တာဖြစ်တဲ့အတွက်တို့စနစ်တကျအသုံးမပြုတဲ့အခါမှာကျွန်တော်တို့ဒီ plastic ညင်းညမ်းမှုပေါ့နော် white pollution ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်ကဲပါဆရာရှင်ဒီ plastic မျိုးစားမှာပေါ့နော်သင်္ကေတနဲ့ထုတ်လို့အသုံးပြုတဲ့ဒီစီးတွေအကြောင်းကိုလည်းရှင်းပြပြပါအောင်ဆရာရှင် ုတ်ကဲ့ plus 2ဒီအမျိုးအစားတွေကိုကျွန်တော်ဒီအကြမ်းများပြန်ခုနှစ်မျိုးပေါ့နော်ခွဲခြားတာရှိတယ်ဒီမှာဆိုရှင်တော့ဒီ poly ethylene ပေါ့သူဒီအတူကောက်ဆိုတော့ PET ဒါမှမဟုတ်ရှင် PET လို့ခေါ်ရပေါ့နော်ဒီကျွန်တော်ဒီအသုံးပြုတဲ့ပစ္စည်းတွေရဲ့ဒီဟိုပေါ့ output တွေမှာအများအားဖြင့်တွေ့ရတယ်ပေါ့အဲ့မှာဆိုရင်သူ့ကိုတတိနဲ့အသုံးပြုတင်တယ်ပေါ့နော်ဒီမှာဆိုရှင်ကျွန်တော်ဒီအချိုရည်ဘူးတွေရေတန်းဘူးတွေအဲပြီးလို့ရှင်အခြားကျွန်တော်ဒီအစားအသောက်မုန်းတွေထုတ်လုပ်တဲ့အခါမှာကျွန်တော်ဒါအများဆုံးတွေ့ရတယ်ပေါ့အဲနောက်တစ်ခုကကျွန်တော် high density polyethylene ပေါ့ နောက်သူကကြတော့သူအတူကောင်းနေတဲ့ HDP လို့ခေါ်တယ်ကျွန်တော်ဒီသုံးဆွဲတဲ့အခါမှာဘေးကင်းတယ်လို့ထင်မြင်တယ်ပေါ့ဟိုဟာပေါ့ဟိုကျွန်တော်ဒီသုံးဆွဲတဲ့အခါမှာဘေးကင်းတယ်လို့ပြောတာမဟုတ်ဘူးပေါ့နော်ဘေးကင်းတယ်လို့ထင်မြင်တာအဲဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီအများဆုံးတွေ့ရတာကသူကဒီစီဘုံနေကျွန်တော်ဒီကော်ထမင်းဘူးတွေပေါ့နော်ဟင်းဘူးတွေအဲဒီလိုထုတ်လုပ်တဲ့ပြုတ်လုပ်တဲ့အခါမှာသူဒါတွေ့ရတယ်ပေါ့နော်ပလတ်စတစ်ဘူးတွေအနေနဲ့ဒီထမင်းဘူးဟင်းဘူးတွေမှာကော်နဲ့ပြုတ်လုပ်တဲ့ထမင်းဘူးဟင်းဘူးတွေမှာတွေ့ရတယ်ပေါ့အဲပြုတ်ရှင်ပိုလီဗီနိုင်းကလိုရိုက်ပေါ့နော်အာ PVC လို့ကျွန်တော်အတူကောက်ခေါ်ရ ဒါကတော့ကျွန်တော်တို့တော်တော်များများသိနေမယ်လို့ထင်တယ်ဒီမှာဆိုရင်သူကကြတော့ဘေးရနေအလွန်ရှိတဲ့ပြင်ရှောင်ရှားတယ်နေပေါ့သူကကြတော့ကျွန်တော်ဒီအစားအသောက်တွေမှာတော့မသုံးဘောเนาะကျွန်တော်ဒီအသုံးဆောင်ပစ္စည်းတွေထုတ်တဲ့ခါမှာပဲသုံးနေပေါ့သူကတော့ဥမာဟိုဘာပေါ့ကျွန်တော်ဒီကတ်ကော်ရင်တော့ tissue ဘူးတွေအခုဆိုရင်ကျွန်တော်ဒီရေပိုက်တွေပေါ့เนาะအဲဒီမှာကျွန်တော်ဒါအများဆုံးသုံးနေပေါ့ပြီးလို့ရှိရင် low density polyethylene လင်းပေါ့သူက LDP လို့ခေါ်တယ်သူကဒါအတူပေါ့เนาะအဲ့လိုခေါ်တယ်အဲ့မှာဆိုရင်သုံးဆွဲရမှာ baking နဲ့လို့ထင်မြင်တယ်သူကကြတယ် သူကကြောင်ကျွန်တော်ဒီစက်ပစ္စည်းတွေဒီကာဗာနေနဲ့အသုံးပြုတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်ဒီဟိုဘောပရင်တာဆက်တွေပေါ့ဟိုအဲ့လိုဟာမျိုးတွေပေါ့နော်ပြီးလို့ရှိရင်ဒီမိတ်တကူဆက်တွေဒီမှာသုံးတဲ့အော်မျိုးစားတွေပေါ့နော်အဲ့မှာတွေ့ရတယ်ပေါ့နောက်ကကြတော့ပိုလီပိုလီပူပိုင်လင်းပေါ့နော်သူ့ကိုကြတော့ PP ပေါ့အဲ့လိုမျိုးခေါ်တယ်သူ့ကိုကြသုံးဆက်ရမှာပြီးခင်းတယ်လို့မြင်တယ်ဟိုကျွန်တော်ဒီစားတောက်ကုန်ပစ္စည်းထုတ်တဲ့ခိုင်မှာအများဆုံးတွေ့ရတယ်ကျွန်တော်အစားတောက်တွေထုတ်တဲ့ခါမှာအများဆုံးတွေ့ရတယ်အဲနောက်တစ်ခါကျတော့ပိုလီ styling ပေါ့နော်သူ PS လို့ခေါ်တယ်သူကြောရှောင်ရှားတင်တယ်ပေါ့အဲကျွန်တော်တို့အသုံးပြုတာအများဆုံးပဲเนาะကျွန်တော်ဒီ pop တွေ plastic တွေနောက်ကကျွန်တော်ပုံးတွေပေါ့နော်ကျွန်တော်ဒီဟိုရေးထဲတဲ့ပုံးတွေခွက်တွေအဲဒီမှာအများဆုံးသုံးတယ်ပြီးလို့ရှိရင် item မှာဆိုလို့ရှိရင်ကျွန်တော်ဒီတစ်ခါသုံးခွက်တွေလည်းပါမှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီတစ်ခါသုံးပိုက်တွေပါမယ်ဆွန်းတစ်ခါသုံးဒီကော်ဆွန်းတွေကော်ခင်းတွေပါမယ်ပေါ့နော်အဲတော့ကျွန်တော်တို့တော့သတိထားပြီးတော့ဒါသုံးနေတယ်ပေါ့ရှောင်ရှားနေအောင်အကောင်းဆုံးပေါ့နော် ဆိုရင်အခြားအခြား plastic အမျိုးအစားပေါ့နော်အခြား plastic မျိုးအစားကတော့ဟိုကျွန်တော်ဒီ clear plastic ပေါ့နော် plastic ဒီပစ္စည်းပေါ့အသုံးဆောင်ပစ္စည်းကျွန်တော်ဒီကော်ခုံတွေကော်စပွဲတွေပေါ့နော်ဒီမှာအများဆုံးတွေ့ရတယ်နောက်ကကော်နဲ့ပြုလုပ်တဲ့ဒီအသုံးဆောင်ပစ္စည်းတွေမှာအများဆုံးတွေ့ရတယ်ပေါ့ဟုတ်ဟုတ်ကဲ့ပါဆရာရှင်ဒီတခါသုံး plastic ဆိုတာဘာလို့ဆိုတာလဲရှင်းပြပေးပါအောင်ဆရာရှင်ဟုတ်တခါတော့ plastic ဆိုတော့ကျွန်တော်ရှင်းပါတယ်ပေါ့နော်ဒီတစ်ချိန်တစ်ခါသာအသုံးပြုဖို့အတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ဒါ plastic ပစ္စည်းကိုခေါ်တာဖြစ်တယ်ဒီမှာဆိုရင် plastic ဇွန်းနေခုနကကော်တွေပိုက်တွေပါမယ်ပြီးရှင်ကျွတ်ကျွတ်ပါမယ်နော်အဲပြီးရှင်ကျွန်တော်ဒီပလတ်စတစ်ဘူးတွေပလင်းတွေပါမယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာရှင်ဒီပလတ်စတစ်ရဲ့ဆိုးကျိုးတွေကိုလည်းသိချင်ပါတယ်ဆရာရှင်အော်ပလတ်စတစ်ရဲ့ဆိုးကျိုးတွေကတော့ဟိုကျွန်တော်ပြောမယ်အများကြီးပဲမြို့ပြအတန်းရှင်းတာမျိုးထိခိုက်စေတယ်။နောက်ကလေတုရေတုမြေတုပေါ့နော်ဒါတွေညံ့ညမ်းစေတယ်။ပြီးရင်ကျွန်တော်လူသားတွေရဲ့ကျန်းမာရေးကိုလည်းဒါထိခိုက်ထိခိုက်စေရပေါ့နော်ဒီမှာဆိုကျန်းမာရေးမှာဆိုပြီးကျွန်တော်ဒီအဆုပ်အဆုပ်နဲ့ပတ်သက်တဲ့ယောဂါတွေကင်ဆာယောဂါတွေအသက်ရှူတမ်းရောက်ဆိုင်ယောဂါတွေအများကြီးပေါ့နော်ရှင်းနိုင်တယ်ပေါ့ အဲပြင်အခြားအနေနဲ့ဆိုတော့ကျွန်တော်ဒီခရီးစနစ်ဒီဒါအကုန်လုံးထိခိုက်စေရပါတော့လေတူရေတူမြေတူတွေထိခိုက်ပြီဆိုတော့ကျွန်တော်ဒီခရီးစနစ်ကိုလည်းထိခိုက်တာပေါ့ဟုတ်ကဲ့ပါဆရာရှင်ဒီ plastic ညဉ့်ဉန်းမှုပေါ့နော်ဖြည့်ရှင်းလို့ရမယ်ဒီလမ်းတွေကိုလည်းသိချင်ပါတယ်ဆရာရှင်ဒီ plastic ညဉ့်ညမ်းမှုကျွန်တော်ဖြည့်ရှင်းမှုဆိုရင်ကျွန်တော်တို့ဒီအရင် talk show တွေမှာလည်းကျွန်တော်ပြောခဲ့တယ်ဟိုဖြည့်ရှင်းမှုအတွက်နီးလန်းပေါ့နော်အလွယ်အကူဆုံးနဲ့အထူးအောင်နေလာတော့ကျွန်တော်ဒီ 5R ပဲဖြစ်တယ်ပေါ့နော် 5R ကတော့ကျွန်တော်ဟိုကျွန်တော်ကျွန်တော်ဒီအရင်တော့လည်းပြောတယ်ဒီ talk show တွေမှာလည်း plastic မှာပဲဖြစ်ဖြစ်အမှိုင်းမှာပဲဖြစ်ကျွန်တော်တို့အမြဲတမ်းပြောနေတဲ့ fire fire မှာဆိုပလတ်စတစ်ပလတ်စတစ်ကိုညှင်းပယ်မယ် reject ပေါ့နော် reject လုပ်မယ်ညှင်းပယ်မယ်နောက်က reduce ပလတ်စတစ်ကိုရှော့ချတုံးဆက်မယ်အဲနောက်က reuse အဲသူ့ကိုပြန်လဲအသုံးပြုမယ်ပေါ့နော် recycle ပြန်လဲတီထွင်ပြီးတော့အသုံးချမယ်ပေါ့အဲနောက်က return ပေါ့ return ကကြောပြန်လဲပြေပို့မယ်ပေါ့နော်ပြန်လဲပြေပို့မယ်ဆိုတာကတော့ကျွန်တော်တို့ဟိုကိုအသုံးမလိုတဲ့ပစ္စည်းတွေကိုအခြားအသုံးလိုတဲ့နေရာတွေကိုပြန်လဲပြေပို့မယ်ပေါ့ဒါကိုကြောကျွန်တော်တို့ဒီတယောက်ထဲလို့လို့တော့ ဒါဆောင်ရွက်လို့တော့မရဘူးเนาะတူတူတယောက်ချင်းနေပြည်သူတွေအားလုံးအလိုက်ညာဆောင်ရွက်တာကိုတန်လိုအပ်ပါတယ်ပေါ့ဒီမှာဆိုရင် plastic ညင်းညမ်းမှုပြည်သူတွေတူတူတယောက်ချင်းတွေအလိုက်ညာပူပေါင်းဆောင်ရွက်ခြင်းခြင်းပေါ့เนาะဒီ plastic ညင်းညမ်းမှုကိုကျွန်တော်တို့ဒါဖြည့်ရှင်းနိုင်မှာဖြစ်ပါတယ်လို့ပြောကြချင်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်အခုလိုမျိုးသိပညာမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာရှင်ဟုတ်ကဲ့ပါကျွန်တော်ဒီပေါင်းညင်းထင်းထင်းအနေနဲ့ပဲပေါ့เนาะဒီတော့ဒီပြန်ကြားနေပြည်သူစုစုပေါင်းဦးစီဌာနနဲ့ဒါပူပေါင်းမျိုးတော့ရှိုးဆောင်ရွက်ရတဲ့အတွက်ကျွန်တော်အနေနဲ့လည်းဒါကျေးဇူးတင်ပါတယ်ဗျာ ဆိုဘတ်တော်ရှိုးဆွေးနွေးမှုတို့ကို Surety Page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်။